မင်္ဂလာပါခင်ဗျာ United ရဲ့ဘောနော်လောလောဆယ်အပြောင်းအရွှေ့သတင်းတွေအားဒီ Bayern Munich မှုသတင်းဆိုလဲတာ ရောက်မလို့လို့ကနေပေါ့เนาะနည်းနည်းဒါအပိုစုသေးတွေညီနိုင်မယ်ဆိုတဖန်ပြန်ပြီးတော့နည်းနည်းကြာမြင့်သွားပြန်ပြီပေါ့ဆိုတော့ဒီရက်ပိုင်းမှာထူခြားခြားသတင်းရေလို့ကမရှိဘူးပေါ့เนาะဆိုတော့ဒီ United ကနေဒါထွက်ခွာမယ်လို့တေချာတယ်လို့ရှိနေတယ် Mark Rashford ကာနာချိုနဲ့ဒီ Sancho တို့ရဲ့အပေါ်ဘယ်လိုမြင်လဲပေါ့เนาะကျွန်တော်ရဲ့ဒီ United ပြည်သက်တရားအနေနဲ့ဘယ်လိုမြင်လဲအဲ့ဒီပုံမှာကိုယ့်ရဲ့ဒါတကူသားမြင်ဖို့ပြောပြပြီးသွားမှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့တော့ဒါ market repo ကပဲစလိုက်ရအောင်ဗျ။ဘာလို့လဲဆိုတော့ market repo ကတကယ်ကို home ground player ဖြစ်တယ်။သူ့ရဲ့ဒီငယ်ဘဝတလျှောက်လုံးဝနေပေါ့နော်။လက်ရှိချိန်ထိဒါ United အသင်းမှာပဲဒါကြီးပြင်းလာတယ်။ United အသင်း Academy မှာသူဘောလုံးပညာစတင်နေပြီးတော့ဒီအသက်ရွယ်လိုက်ပေါ့နော်။အစစ်စင်းဒါပြိုင်ပွဲတွေမှာဝန်းကန်နေပေါ့။ဒီနောက်ဆုံးတော့ဒီ Louis van Gaal လက်ထက်မှာပေါ့နော်။ United ကအဲတော့ဒီဒဏ်ရာကစားသမားတွေများပြားနေတဲ့အချိန်မှာပေါ့နော်။သူငယ်ကစားသမားလေးဒါ market repo ကို ယူရိုပါလီပွဲမှာနဲ့တူတယ်စပြီးတော့ပွဲထုတ်လိုက်တာပေါ့နော်အဲ့ဒီပွဲမှာဒါရော့ဘိုကနှစ်ဂိုးလာသွင်းတာဗျအဲ့ဒုတိယပွဲရရောက်တော့မှတ်မိသေးတယ်အာဆင်နယ်နဲ့အာဆင်နယ်နဲ့အဲ့ဒီပွဲမှာလည်းဒါရော့ဘိုကနှစ်ဂိုးသွင်းပြန်အောင်အဲ့ဒီကနေပြီးတော့ပေါ့နော်ရော့ဘိုကဒါကဘာကြီးကတတိထားမိလာတယ်လို့ပြောလို့ရတယ်ပေါ့ဗျာတကယ်လို့ဒါအမှတ်တရတွေပါဒီနှစ်ပွဲကဘယ်ပွဲကအရင်လာလဲတော့မသိဘူးတေချာတာကတော့အဲ့ဒီယူရိုပါလိပွဲနဲ့ဒီအာဆင်နယ်နဲ့ပွဲပေါ့နော်နှစ်ပွဲဇက်တိုင်းမှာဒါဘရပိုးကခြေစွမ်းပြခဲ့ပေါ့အဲ့ဒီနောက်မှာတော့တဖြည်းဖြည်းနဲ့ဒါ United ကပေါ့နော် Louis Van Gaal ကလည်းသူ့နေရာတချို့ပေးတယ်ပွဲကစားချိန်မိနစ်လေးတွေယာတိုင်းမှာလည်းသူကိုးသွင်းတယ်ပေါ့နော်နောက်ဒါမွေးဦးလက်ထက်ရောက်တဲ့အချိန်မှာလည်းဒါ Lukaku တို့ ဇလာတန်လို့ခေါ်ခဲ့ပေမဲ့ပေါ့နော်ဒီ web 4ကိုလည်းဒါပြစ်ပင်မထားခဲ့ဘူးအဲ့တော့ဒီ web 4ကလည်းဒါကစားဝင်အနေနဲ့များရနေခဲ့တယ်ဒီ social လက်ထက်မှာရောက်တော့ web 4ဒီအဓိကကစားသမားအဖြစ်နဲ့မှာဒါပါဝင်သုံးတော့ခံခဲ့တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ United ရဲ့ကန်ဝင်ကျောင်းနံပါတ်နံပါတ်30ကိုလည်းဒါ web 4ကဆက်ခံခဲ့တယ်ပေါ့ဆိုတော့ပေါ့နော်ကျွန်တော်တို့အတွက်လည်းဒါအများကြီးမျှော်လင့်ခဲ့တယ်ဗျာ ဒီဆိုရှာဒီကင်ပြီးတော့တိတ်မကြဘူးဘောနော United နဲ့ဒါ BSG Champion League ဘက်ဒုတိယကြောပထမကြောမှာတော့မွေကိုကင်ခဲ့တာဘောနော်2-0နဲ့ဒါ United ကအိမ်ခွင့်မှာရှုံးလာတယ် BSG ကမှသွားခံတယ်ဗျအဲ့မှာ Rock Pool ကိုခြေစွမ်းပြမှုနဲ့အတူသူ့ရဲ့ penalty ကန်သွင်းမှုဘောနော်အမတ်တရားဒီဒီငင်ငင်ကန်သွင်းသွားတဲ့ဟာဗောအဲ့ဒီအချိန်နဲ့ဒါ3-1နဲ့နိုင်တယ်နောက်တစ်ဆင့်တက်တယ်ဗောဗျာ အဲ့ဒီတော့ဆိုရင်ဒါ MRP ကိုတော့ထိပ်အဲခေါင်းလေးကိုပုတ်ပေးနေတဲ့ပုံလေးပေါ့နော်ဒါနာမည်ကြီးသွားတယ်အဲ့ချိန်မှာလည်း MRP ကလည်းနာမည်ကြီးနေပြီပေါ့နော်အဲ့ထက်ပေါ့နော်ကိုရီးယားကတော့ဒါအများကြီးပိုကောင်းလာမှာပဲထင်တာဒီဆိုရှယ်လက်ထက်မှာလည်းတော်တော်လေးခြေသွမ်းပြလိုက်တယ်ဗျာတန်ဟက်လက်ထက်ဗရမယာဒီတီကိုဒါခြေသွမ်းပြလိုက်တယ်ရုပ်တရက်ကြီးဆိုသလိုပဲဒါတန်ရဲ့ဒုတိယຢາດີມາແລ້ວດາມະນິກອະມຸຍແລະທັມມາတော့ບລູມາໂອດາຊີຊວາກ້ອງບໍ່ລາວອີ່ປຽນດາອ້າງວ່າຖွက်ກະສາແລ້ວຍາໄດ້ບໍ ဆိုတော့ဒီကစားသမားတနည်းချီတနည်းငွေလိုဖြစ်နေတယ်ဗျာနောက်တစ်ခုကဒီပရိုက်တာဘက်ကိုလည်းဒါအာသန်နာများပြီးတော့အားကစားဘက်မှာညွန်နေနေဆိုတော့ဒီဝေဖန်မှုတွေကိုလည်းဒါခံရတယ်ပေါ့နော်နောက်တစ်ခုကတော့ပုံစံကလည်းဗျာကျွန်တော်တို့ဒီရက်ကွက်ခေါ်သူပေါ့နော်ဆောင်ကြွားကြွားနေဒီကောင်ပုံစံကိုင်းနေဝင်လာပြီးဆိုအထာကြီးနေပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါကိုယ့်ရဲ့ဒီ home ground player မလို့ဒါတန်းဝင်ရှိတာတစ်ပတ်နောက်ပိုင်းအမြင်ကက်လာတစ်ပတ်ပေါ့ဗျာထားပါတော့ဒါကတော့ report ကိုကျွန်တော်ဒါမှတ်မိတယ်ပေါ့နော်သူစသည်တဲ့အချိန်ကနေဒါအမှတ်တရနေပြောပြတာဖြစ်တယ်လောလောဆယ်မှာတော့ဒါ market rep ကိုခေါ်ယူခြင်းနဲ့အသိနေရများတယ် rep ကိုနိုင်ကလည်းသူ့ရဲ့လာကောင်သူရှော့ပြီးတော့ယူမယ်လို့ပြောတယ်ပေါ့နော်ခတ်တာပေါ့နော်ဆရာကြီးကဒီ barcelona မှာဒါ barcelona ကို ပြောင်းကျင်နေတဲ့ဘာစီလိုနာအငားနဲ့ဖြစ်ပြီးပြီးသက်ခေါ်ပေါ်သူကဘလို့ပဲဖြစ်ဖြစ်ဘာစီလိုနာမှာသွားကျင်နေဆိုတော့ပုံစံချိုးနေတယ်ဗျအဲ့လိုမျိုးဆိုတော့ဒါရောင်းချဖို့အတွက်လည်းခက်ခဲနေရပေါ့နော်ဘာစီလိုနာကိုနိုင်ကလည်းဒါကစားသမားတစ်တေခေါ်ယူဖို့ဒါနောက်ပိုင်းနှစ်တွေမှာဆိုဗန်နာရေးရခက်ခဲလေးရှိတယ်အသေးအသေးဖြစ်နေတာပေါ့နော်ဆိုတော့ဒီဘက်ကရဲ့အပြောင်းရှိရလဲဒါရှေ့ကိုမဆက်နိုင်အောင်ဖြစ်နေတယ်ဗျဒီအသင်းဘက်မှာရောက်တော့လဲဒါကစားသမားတွေ မရောရတာပြဿနာတက်တာပေါ့ဘာလို့လဲဆိုတော့ဒီအသစ်ခေါ်ဖို့အတွက်ကလည်းဒါဝင်ငွေအချိုးဝင်ငွေအချိုးတွေပိုင်းနဲ့ကြီးလိုက်တဲ့အခါမှာပေါ့နော် United ကဒါအချက်တည်းဖြစ်နေတယ်နောက်ထပ်တစ်ယောက်ကတော့ဒါကာနာချိုပေါ့လေကာနာချိုဆိုလဲဒါကျွန်တော်တို့တော်တော်မျောလင်းနေတာဗျတိုင်းလက်ထက်မှာစပြီးတော့ဒါထင်ပေါ်လာတယ်မနစ်ကအမွေရင်လက်ထက်မှာလည်းဒါအဓိကကစားသမားအနေနဲ့ဒါပွဲအများစုကိုကစားခွင့်ရတယ်ပေါ့နော်ဒီအန်အောဖို့ကောင်းတော့အောင်ပေါ့နော်လွဲချော်ခဲ့တယ်ပေါ့နော် ီကိုးပေါက်ကန်သွင်းမှုလို့တွေ့ရရတယ်လို့ဒီလိုမျိုးအသင်းကိုမိုးတဲ့ရေထဲမှာသူကဲတင်းပေးတဲ့သွင်းကိုးတွေသူဖန်တီးပေးခဲ့တဲ့အစ်စ်တွေပေါ့နော်ဒီလိုမျိုးတွေနဲ့ကူညီပေးခဲ့တာလည်းရှိခဲ့တယ်ပေါ့နော်ပစားပုံကောင်းတချို့လည်းသူပြနိုင်ခဲ့တယ်ပေါ့ဒါပေမဲ့လည်းဒီအဓိကကတော့သူ့ရဲ့ပုံစံကလည်းဒါတောင်မကျိုးဆိုတဲ့ထဲရပဲဖြစ်သွားပြန်ရောဘယ်လိုလဲဆိုတော့ဒီကောင်းလေးအများတန်းများဒီ စင်ကြီးအရန်များတယ်လို့ပေါ့နော်နောက်တစ်ခုကဒီစိတ်ဆူးစိတ်ကောက်လွယ်တယ်ပေါ့နော်သူ့အိုင်တော့ခရစ်စတီယာနိုရိုနယ်ဒိုလိုအထာမျိုးတာချိုးတာလားဆိုတော့မပြောတတ်ဘူးဗျအတိုင်းမဲ့ရိုနယ်ဒိုကရိုနယ်ဒိုကာနာချိုးကကာနာချိုးတခြားစီဗျမင်းရိုနယ်ဒိုလိုဖြစ်ချင်ရင်မင်းရိုနယ်ဒိုလိုမောက်မှန်ချင်ရင်မင်းရိုနယ်ဒိုလိုခြေသွမ်းပြနိုင်အောင်လုပ်ရိုနယ်ဒိုလိုပေါ့နော်သူများရဲ့ပြောတာကိုခြေစွမ်းနေပဲတာတုံ့ပြန်နိုင်အောင်လုပ်ပေါ့နော်အဲ့လိုလားဆိုတော့လည်းဒါမဟုတ်ပြန်ဘူးပေါ့နော်အဆိုးဆုံးကတော့ဒီစပါးနဲ့ဒီယူရိုပါလိဂ်ပို့လူပွဲမှာသူပွဲထွက် မကစားရတဲ့အပေါ်မှာဒါတရားဝင်နီးပြောက်တော့ဝေဖန်တာမျိုးတွေပြုလုပ်တာဟိုလက်တော်ကဆိုလဲဒါ rap ဖို့ရဲ့ပေါ့နော် Aston Villa အငားသွားကစားတော့အင်ဂျီကိုဒါဝစ်ပြီးတော့တင်တာမျိုးတွေပေါ့ဒါမလီမစားပြုမှုမျိုးတွေအတင်းဘက်ကိုဒါပြုလုပ်ခဲ့တယ်ပေါ့ဒီပြိုင်ဘက်ကစားသမားပြိုင်ဘက်အသင်းတွေရဲ့အင်ဂျီကိုတခြားကစားသမားတခြားကစားသမားတွေလည်းဝစ်တာပဲဗျာဒါပေမဲ့ပုံစံကမတူဘူးဂါနာချိုးကရောက်တော့ဒါအသင်းကိုမလီစားတဲ့ပုံစံပေါက်နေတာဗျာ ဲ့လိုမျိုးဆိုတော့ဒါအတင်းရတဲ့သူ့ကိုရောင်းချနေတဲ့ချက်စီးလိုပါတို့ကလည်းဒါခေါ်ကျင်တယ်လို့အတန်နေထွက်ပြင်ပေးပေါ့နော်နာပိုလီတို့ရောဒါပေမဲ့တရားဝင်လုံလုံလောက်လောက်ပေါ့နော်ရေရာရာကန့်လန့်တာမျိုးတော့မရှိသေးဘူး United ဘက်ကတော့ပေါ့နော်အရင်တော့ပေါင်သက်80လောက်ခေါ်ထားရတယ်ခုပေါင်သက်90လောက်ထိရှော့ချပြီးတော့ရောင်းချမယ်လို့တော့တင်းနေထုံနေတာပဲပေါ့နော်ခုချိန်နေတာခေါ်မဲ့သူမရှိသေးဘူးပေါ့နော်နောက်ဆုံးတယောက်ကတော့ဒါဆန်ချိုပေါ့နော်သူလည်းဆရာကြီးတပါးပဲဘယ်ကဆရာကြီးလဲဆိုတော့ဒီကောင်လည်းလေးဦးထိတ်ကဆရာကြီးဖြစ်ခြင်းဖြစ်မှာပေါ့လေ ဒီကောင်းလေးတော်တော်ဒါစိတ်ပြက်ဖို့ကောင်းနေဗျဆန်ချိုသေးလဲကျွန်တော်တော်တော်မျောလင်းနေတာဗျပြီးတော့သူ့ကိုဒါဝေဖန်မှုတွေရှိတဲ့ချိန်မှာတော့မဟာဒီကောင်းလေးရပေါ့နော်ဒီပျော်ရွှင်နေတဲ့ချိန်ဆိုရင်ကစားပုံလေးကောင်းနေဒီတဟန့်ရဲ့ပေါ့နော်အသင်းမှာပေါ့နော်ဒီဘလုံးဒီအခြေဆက်မိမိကစားတဲ့ပုံစံအတိုးစိတ်လေးနဲ့ကစားတဲ့ပုံစံမှာခြေစွမ်းပြနိုင်မှာပဲလို့မျောလင်းနေရဗျနိုင်မယ်ကျွန်တော်တို့မျောလင်းချက်တွေကိုတည်တဲ့အချိန်မှာရိုက်ချိုးခဲ့တယ်နောက်တစ်ခုကတော့ဒီဒီပြနဲ့ပြဿနာတက်တယ်ပြီးတော့အသင်းဒီ တာဝန်ရှိသူတွေနဲ့လည်းဒါပြဿနာတက်တယ်ပေါ့နော်မနေ့ကတော့လည်းဒါချက်စီးကိုသူအငှားချပြီးအငှားချလိုက်တယ်ပေါ့နော်ချက်စီးကိုရောက်သွားတဲ့အချိန်မှာလာသူ freedom freedom ဆိုတာအဝါတိုင်းတူတယ်ဗျ Aston Villa ကိုဒါ Rapport ငါကစားဖို့ရောက်သွားတဲ့အချိန်မှာသူ freedom ဆိုတဲ့ comment မှန်နေတာမျိုးတွေဗျအဲ့လိုမျိုးပြီးတော့ဒီ ချက်စီးအသင်းနဲ့ဒီဖလာရတဲ့အချိန်မှာလဲဒါ United ကိုရည်သလိုတည်သလိုအောင်ဝဲခံတဲ့ပုံစံနေသူ့ရဲ့ဒီ state တွေအသင်းပေါ်မှာပေါ့နော်လုံးဝဟိုဒါလေးစားမှုမရှိဘူးတကယ်ကိုပါရမီရှိရနေပြာဒီကောင်တွေလဲစိတ်တက်ကဘလို့ဖြစ်နေလဲမသိဘူးပေါ့နော်တကယ်သာကြိုးစားလိုက်ရင်ပေါ့နော်အများကြီး Ronaldo လောက်တော့ကြိုးစားနေမှာမလို့ပါဘူး Lionel Messi လောက်ကြိုးစားသလောက်ဒါဒီကောင်တွေအားထုတ်ရင်အများကြီးကောင်းလာနိုင်တယ်အဲ့ဒါလဲဘာလို့လုံးဝမသိဘူးတော့တော့တယ်တော့ဒါအသင်းကဒီကောင်တွေတွက်နေပါတာ ဒုက္ခရောက်နေတယ်။ဘာလို့လဲဆိုတော့ဒီကောင်းတွေကိုရောင်းချလို့မရလို့ပေါ့နော်။စံချူဆိုရင်လည်းဒါတန်း30လောက်ရရင်အတင်းရရောင်းပါ။တန်း30ဆိုတော့ခေါ်ခြင်းနဲ့ဒင်းနေရလဲဒါပေးခြင်းနေဗျာ။ခတ်တာဆရာကြီးကဒီလာကလည်းရှော့မယူခြင်းဖြစ်နေတယ်။သူ့ရဲ့လာကကိုအပြစ်ပေးမဲ့ဒါပညာပါချီရောက်တော့လေဒီကောင်းကအင်တင်တင်ဖြစ်နေပြန်ရော။ဘာလို့လဲဆိုတော့ဥရောပမှာပဲကစားခြင်းနေ။ချန်ပီယံလိဝင်ဝင်ရတယ်ဒင်းမှာပဲကစားခြင်းနေ။ဒီလိုမျိုးတွေမူတကြီးများနေရဗျာ။ဆိုတော့ကသူပြောင်းရွှေ့ရလေရှေ့ကိုမရောက်နိုင်ဘူး။အဲ့တော့လေခဲတလေးပဲဖြစ်နေတယ်။အခုချိန်ဒီ ဘာမှကိုလုံမရဘူးပေါ့နော်ဒီ၃ယောက် ਨੇ ပတ်သက်ပြီးပေါ့နော် United ရဲ့အချစ်တော်ကြီး၃ယောက် Marcus Rashford ဒါ Garnacho Sancho နဲ့ပတ်သက်ပြီးတော့ဒါ United မှာရောင်းချနိုင်မှုအရေးကိုတော်တော်လေးအကျက်တည်းတွေ့နေရပြဒါဟုတ်ဒါကစားသမားတွေရပြအသိစိတ်လေး ਨੇ ပေါ့နော်တပိုင်းပြန်လဲပြီးတော့အသင်းကိုကူညီကြရင်တော့ဒါကောင်းတာပေါ့ဘာလို့လဲဆိုတော့နှုတ်နှစ်ဖက်အဆင်ပြေဖို့ရည်လည်းရှိရပြန်နောက်တစ်ခုကဒီမာနာလီစီစမ်းမှာဘောလုံးသမားတွေပဲဟုတ်တယ်မလား ဘောလုံးကန်နေရရင်ကောင်းနေပြဘောလုံးသမားသူတို့ဆိုရင်ဒါအရွယ်ကောင်းနေပြီးရင်သူတို့ရဲ့ဒါ prime time နေလို့ပြောလို့ရရပြ rap phone နဲ့ဆန်ချူဆိုရင်ပေါ့နော်ဘာနာချူဆိုရင်လက်တာလူငယ်ချီတက်ပြီးရင်လာမင်း2026ဆိုရင်ကမ္ဘာဖလားပြိုင်ပွဲကြီးလေနှွေးရတော့မယ်အဲ့ဒီမှာဒီဝင်ရောက်ပေါ့နော်နိုင်ငံကိုစားပြုပြီးတော့ခြေစွမ်းပြနိုင်မှုရေခုကလေးကဒါကြိုးစားရပါဗျအဲ့လိုကြိုးစားဖို့ပုံမှန်ပွဲထွက်ခွင့်ရမယ်ပုံမှန်ကစားချိန်ပြေးရမယ်အသင်းတွေလိုတယ်ဗျ ြောင်းလို့လေရပါရန်နေပေါ့နော်လာစာကြောင်းနေဟိုဥရောပအသင်းမဟုတ်လို့တွေဘာစီလိုနာမဟုတ်လို့တွေဒီလိုမျိုးတွေပြုတ်လုံနေခြင်းရပါပေါ့နော်တော်တော်လေးကိုဒါတိုင်ပတ်နေတယ်ဗျဒါကတော့ဒီစားသမား၃ယောက်ကိုကျွန်တော်လောလောဆယ်နေနေရတော့သိသဘောမကျဘူးခွန်ကပြောသလိုပဲပေါ့နော်အသင်းကိုနှောက်ရှက်နေတယ်လို့တောင်းတာခံစားရတဲ့အမြင်မျိုးတွေရှိလာတယ်ပေါ့ဒါပေမဲ့လည်းဒါမတက်နိုင်ဘူးပေါ့နော်ကျွန်တော်လည်းဒါပြည်သက်တယောက်အနေနဲ့ဝေဖန်လေကန်တာပေါ့ဗျာကိုနဲ့တော့ဘာမှမဆိုင်ပါဘူးသူတို့ရဲ့လုပ်ရတဲ့အတိုင်းပဲဒါသူတို့တွေ ရရှိခံစားရမှာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါဆက်လက်ပြီးတော့ပဲစောင့်ကြည့်ရတော့မှာဒီကစားသမားတွေလည်းဒါမြဲမြဲရောင်းထွက်ပါစေတဲ့ရောင်းမယ်လို့ကြီးရွယ်ထားတယ်ဝိုင်လန်တို့မလာစီးယားတို့လည်းဒါရောင်းထွက်ပါစေပဲကျွန်တော်ကတော့ဆူတောင်းပါတယ်ဘာလို့လဲဆိုတော့နှုတ်နှစ်ပတ်အစဉ်ပြေအောင်ပေါ့လေကစားသမားတွေလည်းဒါဖီးယားတန်နေနဲ့ကင်းလို့ရင်တို့လည်းပိုကောင်းရင်ကောင်းလာကြမှာပေါ့ကျေးဇူးတင်ပါတယ်ခင်ဗျာဒီကစားသမားတွေအပေါ်မှာလည်းဒါညီကိုတို့အမြင်ရှိခဲ့ဆိုရင်လည်းဒါဆွေးနွေးပေးခဲ့ပါဦးဗျာဖိတ်ခေါ်ပါတယ်